ဟယ်လိုတော်ဝင်လီဗာပူးဖန်တွေကဲအားလုံးပဲထားရတော့ဘရာသာတို့နော်ကိုအသင်းကရလက်တီဆိုဝါပြီးရှုံးနေနေပြီမဲ့ကျွန်တော်တို့ဒါစိတ်ပြည့်ခဲ့တာမျိုးရှိတယ်တိုးတော်လဲကိုချစ်တဲ့အသင်းကိုတော့ကျွန်တော်တို့ထပ်ပြီးတော့ဒါအားပေးရမယ်ချန်ပီယံလိပွဲစဉ်တပွဲကတော့ဂျာတာပရီနီမနက်မှာဒါရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုတော့အဘလိုပဲရလက်တွေစိုးနေပါစေအချိန်တန်လို့ရှိရင်ကိုအသင်းရဲ့ပွဲစဉ်တွေကိုကြည်ပြီးတော့ဗောနော်ကျွန်တော်တို့ဒါအားပေးရမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့လီဗာပူးအသင်းကိုဆိုတော့ ဖရန့်ဘတ်အသင်းနဲ့လီဗာပူးအသင်းရဲ့ချန်ပီယံလိပွဲစဉ်အကြောင်းကိုဒီဗီဒီယိုလေးမှာပြောပြပေးကြပါရစေ။ဆိုတော့အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဆိုတော့ဒီပွဲစဉ်ကတော့ဂျာမနီမှာရှင်ပြိုင်ကစားမှာဒါဖရန့်ဘတ်အသင်းနဲ့ဆိုတော့ထူးခြားချက်အနေနဲ့ကတော့ကျွန်တော်တို့အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ Ikitiki လေးကသူ့ရဲ့အသင်းဟောင်းဖရန့်ဘတ်ကိုဒီပွဲစဉ်မှာပြန်လည်ရင်ဆိုင်ရမှာမျိုးရှိတယ်။ပြီးတော့ Florian Vaz နဲ့ Frim Paul တို့ကလည်းဒါဂျာမန်မျိုးကိုတွားရောက်ပြီးတော့ အဲတကြောပြန်ပြီးတော့ဗောနော front back အသင်းနဲ့ရှင်ပြိုင်ကစားရမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်နောက်ထပ်ကတော့ဂျာမနီကိုထွက်ခွာလာခဲ့တဲ့ Liverpool အသင်းရဲ့ Champion League လူစင်းမှာ Kesa ပါဝင်လာခဲ့ပါတယ်ဆိုတော့ Kesa ကကျွန်တော်ရဲ့ personal အမြင်အပြောမယ်ဆိုရင်တော့ကျွန်တော်နောက်ပိုင်းခေစာကစားတဲ့ပုံစံကိုကြိုက်တယ်အရင်ကလည်းသဘောကျပြီးသားပါတကယ်ဝိုင်းရင်ကစားသမားအတွေ့အကြုံလည်းများစွာရှိတဲ့ကစားသမားပါပြီးတော့ super sub လို့ပြောလို့ရတယ် Liverpool အသင်းရဲ့ပွဲစဉ်တွေမှာဒါ ခေစာပါဝင်လာတဲ့နောက်ပိုင်းမှာလေဗာကူးသင်းရဲ့တိုက်စစ်လုံအားနှုံးမှာပို့ပြီးတော့ကောင်းလာတာမျိုးတွေခေစာရဲ့ကြိုးစားအားထုတ်မှုတွေကအသင်းအတွက် impact ဖြစ်တဲ့လိုအပ်တဲ့ twin goal တွေကိုဒါ twin ယူပေးလို့ရှိတဲ့အတွက်ကိုခေစာ ချန်ပီယံလိလူစင်းမှာပါဝင်လာတာကတော့ကျွန်တော်တို့လီဗာပူးအသင်းရဲ့ပြိသက်တွေကတော့သဘောကျလိမ့်မယ်လို့ထင်တယ်။နောက်ထပ်ကတော့ Gravenberg Gravenberg လေးကတော့ ankle injury ကြောင့် Germany ကိုလိုက်ပါလာနိုင်ခြင်းတော့မရှိဘူး။သို့တော့ပူကြံမရှိပါဘူး။ Wataru Ando ကတော့ကြံ့ခိုင်မှုပြန်လည်ပြေဝနေတယ်။အသင်းရဲ့လူစင်းမှာလည်းပါဝင်လာပါရတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းနံပါတ်7နေရာမှာ Makai ရှိနေသေးတဲ့တို့ကအရင်ကတော့စိုးရင်စရာမရှိဘူးလို့ပြောရမှာလည်းဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော်တို့လီဗာပူးတဲ့လက်ရှိအခြေအနေလေးကိုကျွန်တော် ပြောကြရအောင်ပေါ့နော်ဆိုတော့အားလုံးလဲဒါ United ကိုရှုံးခဲ့တဲ့ပွဲစဉ်အပြီးမှာ Liverpool အပေါ်ဝေဖန်တန်တွေကတော်တော်လေးများခဲ့တယ်အဲ Liverpool အသင်းအပေါ်တုံးတက်တဲ့ဒါအခြေအနေလေးတွေကလည်းများစွာပေါ်ထွက်ခဲ့တာကိုဒါ Liverpool fan တွေလည်းသိကြလိမ့်မယ်ထင်တယ်။လက်ရှိဖြစ်နေတာက Liverpool အသင်းနေနဲ့၄ပွဲဆက်ရှုံးပွဲတွေ့ထားတာဖြစ်တဲ့အတွက်ကိုဒီပွဲစဉ်မှာတော့နိုင်ပွဲရှာပေးသင့်ပြီ။အဓိကဖိအားတွေအောက်ရောက်နေတာကတော့ဒါ Nibia Arnislo လို့ပြောရမှာလည်းဖြစ်ပါတယ်။ဒါကတော့ ဒါဘောလုံးလောကရဲ့ဏိယာမှာပေါ့နော်ဘောလုံးလောကမှာမဟုတ်ပါဘူးဒါအာကစားလောကရဲ့ဏိယာမှာသဘောတရားအရာအတင်းတင်းကိုဒါဥဆောင်တဲ့ဒါခေါင်းဆောင်ဖြစ်တဲ့ပေါ့နော်ဒါအတင်းရဲ့ coach လည်းဖြစ်တဲ့အာနစ်လောကတော့ဒါနိုင်ပွဲရခဲ့တယ်ဆိုလို့ရှိရင်တော့ဒါလီဗာပူးအတင်းရဲ့ပြိုင်သက်တွေချီးကျူးမယ်တကမ္ဘာလုံးကပြိုင်သက်တွေချီးကျူးကြမယ်တကယ်လို့ရှုံးနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါတာဝန်ယူမှုတာဝန်ခံမှုအပိုင်းမှာဒါဝေဖန်ခံရမယ်ဒါ PR တွေအောက်ရောက်လေးရှိတာကတော့ဒါတော့ထုံးစံလို့ပြောရမှာလည်းဖြစ်တယ်ဆိုတော့ အဲတချို့သောလီဗာပူးဖန်တွေအနေနဲ့က slow out ဆိုတဲ့ဟာမျိုးလေးတွေတောင်မှကြည်ကြဲလောင်လောင်ထွက်ပေါ်လာခဲ့တယ်။ United ကိုအခါတိဆုံးပြိုင်ဘက်ကိုရှုံးနေခဲ့ပြီးရပွဲစဉ်အပီးရလေးပွဲစားနိုင်ပွဲပြောက်ဆုံးမှုအပီးမှာတော့ဒီဝေပန်တန်တွေကကြဲလောင်လာခဲ့တယ်။ဆိုတော့ကျွန်တော်ရဲ့ personal အမြင်ကပြောရမယ်ဆိုလို့ရှိရင်တော့ Arne Slot out လို့ပြောဖို့ကတော့စောနေပါသေးတယ်။ဆိုတော့ကျွန်တော်တို့ဒီပြ Arne Slot ရဲ့ PR တွေကိုကြည့်မယ်ဆိုလို့ရှိရင်လေဒါလေးပွဲစားရှုံးပွဲအပြင်ကို သူ့အကြိုက်ကစားသမားတွေခေါ်ယူပေးထားတဲ့အနေအထားမှာဒီကစားသမားတွေကလည်းခြေစွမ်းမပြနိုင်ဘူးပြီးတော့ပြောင်းရွှေ့ခြင်းအရာလည်းတော်တော်လေးမြင့်မားနေတဲ့အနေအထားမှာ DPR တွေကပါတော်တော်လေးတိုးလာတာမျိုးတွေ့ရပါတယ်ဆိုတော့ဒီပြအနေစလို့အနေနဲ့အဲရှုံးမွေးတွေဆိုတာကတော့အားကစားပြိုင်ပွဲတစ်ပွဲဖြစ်တဲ့အတွက်အနိုင်ရှုံးကတော့ရှိနေမှာပဲသို့တော့ဒီရှုံးနိုင်မှုကနေပြီးတော့လီဗာပူးလိုအသင်းကြီးတစ်သင်းအင်္ဂလန်ရဲ့ပုံရိပ်ကြီးမားတဲ့အသင်းတစ်သင်းကိုဘယ်လိုပြန်ပြီးတော့ဒီပြအနေစလို့အနေနဲ့ဆွဲတင်မလဲကစားသမားတွေကိုစစ်တပ်ပိုင်းဆိုင်ရာဘယ်လိုညှင့်တင်ပေးမလဲပြီးတော့ကျွန်တော်အားနေနေတဲ့ position တွေကစားသမားတွေရဲ့အားသာချက်နဲ့အသင်းရဲ့လိုအပ်ချက်ကိုဘယ်လိုပြုပြင်ပြီးတော့အနီစလော့ပြန်လာမလဲလီဗာပူးအသင်းကိုပြန်ပြီးတော့နိုင်မိုးရီရအောင်ခေါ်ဆောင်လာပြီးမလဲဆိုတာဒီပွဲစဉ်မှာတော့အရေးကြီးရလို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့ကျွန်တော်လီဗာပူးအသင်းရဲ့လက်ရှိအခြေအနေကလည်းခန်းစစ်ပိုင်းပြဿနာလေးကလည်းတော်တော်လေးကြီးမားတယ်ဒါကလည်းမဖြစ်မနေထည့်ပြောရမှာမျိုးရှိတယ်ကျွန်တော်တို့ဒါပွဲစဉ်နောက်ပိုင်းကစားခဲ့တဲ့ခုနှစ်ပွဲလောက်မှာခန်းစစ်ပိုင်းကတောက်လျှောက်ပွဲစဉ်တိုင်းပါဂိုးတွေပေးနေရတယ်ဒါအဓိကအကြီးမားဆုံးပြဿနာဖြစ်တယ်နောက်ထပ် ပြဿနာတစ်ခုကတော့တိုက်စစ်ပိုင်းကအသင်းရဲ့နိုင်ပွဲတစ်ပွဲအတွက်လုံလောက်တဲ့ twin goal တွေမရရှိတာကလည်းကျွန်တော်တို့ liverpool အသင်းအတွက်အခက်တွေးစေတာမျိုးလေးတွေရှိတယ်။ဒါလေးတွေကိုတော့ဒီပွဲစဉ်မှာပြင်ဆင်လာဖို့တော့လိုလိမ့်မယ်လို့တော့ထင်ပါတယ်။ချိန်စီပေါက်လည်းပြင်ဆင်ရမယ့်အနေထားပါ။ဒါက၅ပွဲမြောက်ရှုံးပွဲကြုံလို့မရတဲ့ပွဲစဉ်တစ်ပွဲရှုံးပွဲတွေကိုရက်တန့်တင့်ပါပြီ။တိုးတော်လည်းဒီပွဲစဉ်ကဂျာမန်မြန်မာကစားမယ့်အပြင်ကို ဘွန်ဒက်စ်လီဂါထိပ်သီးကလပ်လို့ပြောလို့ရပါတယ်ဖရန့်ဘတ်အသင်းရ။ဒါကြောင့်ဒီပွဲစဉ်ကကျွန်တော်တို့တို့ကစိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတယ်။အသင်းသားတွေအတွက်ကောနီပြအန်နီစလော့အတွက်ကောပြီးတော့ကျွန်တော်တို့လစ်ဗာပူးဖန်တွေအတွက်ကလည်းယင်တမမာနဲ့ကိုအသင်းရဲ့နိုင်ပွဲကိုစာလောင်မှုတွေနဲ့အတူအားပေးရမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်။ဆိုတော့၄ပွဲဆက်ရှုံးနာတာဖြစ်တဲ့အတွက်ကျွန်တော်တို့လစ်ဗာပူးဖန်တွေကတော့ပျော်ရွှင်မှုမရှိဘူး။အသင်းရဲ့နိုင်ပွဲနဲ့အတူဒါအောင်ပွဲခံကျင်တာမျိုးလေးတော့ရှိတယ်။ဆိုတော့ကြာတာဘရင်းနီမနက်မှာကျွန်တော်တို့ဒါအောင်ပွဲ ခံနိုင်မယ်လို့လည်းယုံကြည်နေပါတယ်။ဒါကြောင့်လည်းကျွန်တော်ရှေ့ရပြောခဲ့သလို Liverpool fan တွေကျွန်တော် wake up လုပ်ပါကိုအသင်းကိုစိတ်ပြတ်မနေပါနဲ့ကျွန်တော်ပြန်လည်းအတူတူအားပေးကြရအောင်ပေါ့နော်။ Okay ဆိုတော့ကျွန်တော် recent form လေးသွားကြည့်လိုက်ရအောင်။ Frankfurt တင်ကတော့နောက်ဆုံးကစားခဲ့တဲ့သုံးပွဲမှာရလပိုင်းမကောင်းတာကို Champion League မှာ Tico 5-1ဆိုတဲ့ရလနဲ့ဂိုးပြတ်ရှုံးခဲ့ရတယ်။ Bundesliga ပွဲစဉ်မှာဆိုလို့ရှိရင်လည်း Bayern Munich အသင်းကို3-0ဆိုတဲ့ရလမျိုးနဲ့ရှုံးထားတယ်။နောက်ဆုံးရှင်းပိုင်ကစားခဲ့တဲ့ပွဲစဉ်မှာလည်း Frankfurt တီ Frankfurt ကို2-2ဆိုတဲ့တေရလက်တာထွက်ပေါ်အောင်ကစားထားနိုင်ခဲ့တာမျိုးရှိရတဲ့အတွက် current form အရတော့ front back ရုန်းကန်နေရတယ်ခန်းစစ်ပိုင်းကပေးကူးတွေတောက်လျှောက်ပေးနေရတာမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့ Liverpool သင်းဆိုတော့ကျွန်တော်တို့ Liverpool သင်းကလည်းရှေ့ကကျွန်တော်ပြောသလိုပဲခန်းစစ်ပိုင်းပြဿနာရှိနေတယ်တိုက်စစ်ပိုင်းကလုံလောက်တဲ့ twin ကိုရရှိဖို့ဒီပွဲစဉ်မှာစ조사ရမယ့်အနေအထားမျိုးတွေရှိပါတယ် Okay ဆိုတော့ကျွန်တော်တို့ line နဲ့ lead တွေခမှန်းကြည့်အောင်ဆိုတော့ engine ဖြစ်တယ် from at the line up ကိုအရင်ဆုံးခမန်းပေးကြင်ပါတယ်ဆိုတော့ tight set ပိုင်းမှာကတော့ bucket ပွဲထွက်လာဖို့ရှိတယ်ဒီကစားသမားစောင့်ကြည့်ခြင်းစရာကောင်းတယ် 6ဘွဲကစားပြီးထားတဲ့ချိန်မှာ front back တင်းတော်တိုက်စစ်မှုတယောက်အနေနဲ့၄ဂိုးထိသွင်းယူပေးထားနိုင်တာဖြစ်တဲ့အတွက်ကိုအဓိကတိုက်စစ်မှုအဖြစ် front back တင်းတော်ခြေစွမ်းပြနေရေးကစားသမားတောင်မနီမာကတော့ဒိုအန်နဲ့ browns ကိုပြထားတယ်ဒိုအန်ကလည်းအရှာသားဆိုပေမဲ့ bundesliga မှာတကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားတဲ့ကစားသမားဆိုတော့ဒီတောင်မန်ကစားသမားကိုလည်းကျွန်တော်အဓိကထိန်းချုပ်ရမှာမျိုးလေးတော့ရှိတယ်။ကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်တော့ Larsen နဲ့ Chadwick ကိုပြထားတယ်။နောက်ခံလူလေးယောက်နေရာမှာဆိုလို့ရှိရင်တော့ Belgian သား Threat နဲ့တစ်ဖက်မှာ Christensen စနဘက်မှာ coach နဲ့ calling တို့ကိုပြထားတယ်ဂိုဒမားကတော့ခါဖြစ်ပါလေဆိုတော့ front back တင်းရဲ့ line up ကလည်းတော်တော်လေးကိုတောင့်တင်းတယ်လို့ပြောရမှာလေဖြစ်တယ်ဒီပွဲစဉ်ကကျွန်တော်တို့တော့လွယ်ကူမဲ့ပွဲစဉ်မဟုတ်ဘူး PR တွေအောက်ကနေပြီးတော့ကန်အားမဲ့ပွဲစဉ်ဒီနေရာမှာကျွန်တော်တို့အမားတွေထပ်မလုပ်ဖို့လေလိုအပ်နေပါတယ်ဆိုတော့ကျွန်တော်တို့တင်းရဲ့ line up ကိုခမန်းကြည့်ရအောင်ဆိုတော့ကျွန်တော်တို့ liverpool တင်းရဲ့တော့ဒီပွဲစဉ်မှာ rotation ရ isac ကိုအနာပေးပြီးတော့ အသေးဟောင်းကိုပြန်လဲရင်ဆိုင်မဲ့ပွဲစဉ်မှာအခီတီခီလေးကိုတုံးလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ရဲ့တူရဲ့အမြင်အရဆိုလို့ရှိရင်လေလီဗာပူးတင်းရဲ့တိုက်စစ်မှာအီဆက်ထက်စာလို့ရှိရင်တော့အခီတီခီကတော့ပို့ပြီးတော့ impact ဖြစ်တယ်သူ့ရဲ့လုံအားနှုန်းတွေကတော့လီဗာပူးအသင်းအတွက်ပို့ပြီးတော့ကောင်းတယ်လို့တော့ကျွန်တော်တော့မြင်တယ်အီဆက်အနေနဲ့ကတော့အချိန်တစ်ခုပေးရအောင်မယ်ပြီးခဲ့တဲ့ United အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လေအီဆက်အနေနဲ့ကောင်းမွန်တဲ့လုံအားနှုန်းနဲ့သူ့စီရဲ့ twin goal twin goal တွေကိုကျွန်တော်တို့ liverpool fan တွေမျှော်လင့်ခဲ့ပြီးမြင်မယ်အာ မရခဲ့ဘူးပေါ့နော်ဆိုတော့ ikitiki လေးတော့ဒီဘွဲစဉ်မှာပေါ်ထွက်လာနိုင်မှာရှိတယ်တောင်မန်ဒီမာကလည်းမိုဆာလာနဲ့တစ်ဖက်မှာကော်ဒီဂါဘူပဲပေါ်ထွက်လာဖို့ရှိပါတယ်ဆိုတော့ကွင်းလည်း၃ရောက်နေရမှာကျွန်တော်ထင်တာတော့နံပါတ်10ရောက်နေရမှာ Florian Bus ကိုပဲဒီပြအာနီစလော့အနေနဲ့သုံးလိုက်မယ်ပြီးတော့ဒါညာချမ်းနံပါတ်8ရောက်တန်းရောက်နေရမှာဆိုဘိုကိုသုံးပြီးတော့နံပါတ်6ရောက်နေရမှာတော့မာကာကိုသုံးလိုက်မယ်လို့တော့ကျွန်တော်တော့ထင်တယ် ဒုတိယပိုင်းကြတော့မှသာ water room နဲ့အပြောင်းလဲလေးလှုပ်လာနိုင်မှုရှိတယ်ဒါတော့ကျွန်တော်ရဲ့အမြင်ဆိုတော့ခန်စစ်ပိုင်းမှာခန်စစ်ပိုင်းမှာကတော့စနဘတ်မှာအတင်းကောင်းဆုံး virgin နဲ့ ebu ပဲပွဲထွက်လာဖို့ရှိတယ် full back တီမှာကတော့ပြထားတဲ့ line နဲ့အရာ frame bound ကို full back မှာပြန်သုံးလာဖို့ရှိတယ်တစ်ဖက်မှာကတော့ carcass လေးကိုပွဲစားတွေကမတုံးပဲဝိုင်းကစားသမား robo ကိုတုံးလာလိမ့်မယ်လို့ထင်တယ်ကျွန်တော်ကလည်း robo ကိုတုံးစီခြင်းတယ်ဒီပွဲစဉ်မှာတော့ဒီပြ Anislon အနေနဲ့အရင်ကြီးတော့ခေါင်းမမအတင်းဘူးပေါ့နော်ဒါ ဘယ်ချမ်းမှာဆိုလို့ရှိရင်နဂိုရီးယားနားလည်မှုရှိပြီးသားခေါ်ဒီကပိုနဲ့ရူဘိုနဲ့အတွေ့ရတော့ပို့ပြီးတော့အလုပ်ဖြစ်မယ်လို့တော့ကျွန်တော်ကတော့ထင်တယ်။ကာကတ်စ်အနေနဲ့ကတော့လိုအပ်ချက်တချို့ကတော့ရှိနေတယ်။ဒါကလည်းအများကြီးပြောနေစရာမလိုဘူး။ကစားခဲ့တဲ့ပွဲစဉ်တွေမှာဒါ brother တို့အာမြင်တွေ့ကြလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်။ဆိုတော့ရူဘိုပါလာတာကတော့ကျွန်တော်တို့အားတက်စရာလို့ပြောရမှာလည်းဖြစ်တယ်။ကိုသမားနေရာမှာကတော့တက်ရှပ်လီပဲပွဲထွက်လာဖို့ရှိပါတယ်။ သို့မဟုတ်ကျွန်တော်နံပါတ်၁နေရာမှာအဖြေရှာဖို့အတွက်ကကျွန်တော်တို့ရဲ့ငယ်မိုးချမ်းမောက်စားသမားလေးကတ်တီဂျုံလေးရှိနေတာဖြစ်တဲ့အတွက် gravity မပါဝင်နိုင်ပေမဲ့အရင်ကတော့စိုးရင်ကြမရှိဘူးလို့တော့ကျွန်တော်ကတော့ထင်ပါတယ်ပြီးတော့တိုက်စစ်ပိုင်းမှာအဲအီဆက်လည်းရှိနေတယ်လို့ခေစာအနေနဲ့ချန်ပီယံလိလေဗာပူးအသင်းအတွက်ပေါ့နော်ပထမဆုံးကစားရတဲ့ပွဲစဉ်မှာအဲဘလောက်တောင်ကောင်းမွန်တဲ့ခြေစွမ်းတွေကိုသူ့ရဲ့အတွေ့အကြုံနေနဲ့သူပြသနိုင်မလဲဒါလေးတွေကတော့ရင်ခုန်မှုကောင်းပါတယ်ဆိုတော့လေဗာပူးအသင်းနေနဲ့ဂလာတာဆာရီကိုလည်းရှုံးနေထားတာဖြစ်တဲ့အတွက်ကိုချန်ပီယံလိ ဒါ leaf face ပွဲစဉ်တွေကနေပြီးတော့ diet 16သင်းအဆင့်ကိုတက်ချင်တယ်ဆိုလို့ရှိရင်เนาะဒီပွဲစဉ်ကမဖြစ်မနေအနိုင်ကစားရမယ်အသင်းရဲ့နိုင်ပွဲလိုအပ်ချက်လည်းရှိနေတဲ့အပြင်ကစားသမားတွေအနေနဲ့ယုံကြည်မှုပိုင်းပြန်လည်တည်ဆောက်ဖို့လိုနေတယ်ပရိသတ်တွေအတွက်လည်းဒါနီပြအာနီစလော့အနေနဲ့နိုင်ပွဲပြန်ရှာပေးသင့်ပြီးသူ့ကိုယ်သူလည်းဒါပြန်လည်တည်ဆောက်ပြီးတော့အကောင်းဆုံးပြင်ဆင်လာလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ပြီးတော့ကျွန်တော်လီဗာပူးအသင်းရဲ့ကွင်းလင်ကစားသမားဖြစ်တဲ့ဆိုဘူကလည်းကျွန်တော်လီဗာပူးအသင်းအနေနဲ့လုံးဝ ready ဖြစ်နေပြီဆိုတဲ့သတင်းစကားကိုပါရတာဖြစ်တဲ့အတွက် ယုံကြည်မှုဘိုင်းတွေကတော့ကျွန်တော်တို့လစ်ဗာပူးအသင်းမှာအများကြီးရှိရလို့ပြောရမှာလည်းဖြစ်ပါတယ်လေးပွဲဆက်ရှုံးနိမ့်ထားသည့်တိုင်အောင်ကျွန်တော်တို့အနေနဲ့မန်တယ်ဘိုင်းကတော့ strong ဖြစ်နေသေးပဲဆိုတော့နီပြအာနီစလော့အနေနဲ့အတူကျွန်တော်တို့လစ်ဗာပူးအသင်းသားတွေအနေနဲ့ကတော့ဂျာမန်မြေမှာဒီပွဲစဉ်ကတော့နိုင်ပွဲရရှိမယ်လို့ လုံးဝယုံကြည်နေပါတယ်အဲအကျော်ပေးမှုတွေအရာလဲ front back in win ဆိုပေမဲ့ကျွန်တော်လီဗာပူးအသင်းအရပြင်းရှားတဲ့အကျော်ပေးမှုလေးတွေပေးထားတာဖြစ်တဲ့အတွက်ကိုလီဗာပူးအသင်းနိုင်ပွဲရရှိဖို့ရာခိုင်နှုန်းကတော့တော်တော်လေးကိုများပါတယ်ဆိုတော့ brother တို့အနေနဲ့ဒီပွဲစဉ်ကတော့တော်လေးရင်ခုန်မှုကောင်းတဲ့အတွက်ကိုလက်မလွတ်တမ်းစောင့်ကြည့်ဖို့အတွက်ပြောပေးချင်ပါတယ်ဆိုတော့ဒီပွဲစဉ်ကိုကြာတာပရိနေမလက်တနာကြီးခွဲမှာရှင်မြန်ကစားသွားကြမှာလည်းဖြစ်ပါတယ်ဆိုတော့ထုံးစံအတိုင်းတော်ဝင်လီဗာပူး fan တွေ comment box မှာအမြင်လေးတွေကိုဝင်မျှပေးခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ